အားလုံးပဲမင်္ဂလာပါရှင်။ Feeling for Future Channel မှာကြိုဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါရစေ။ဒီနေ့မှာတော့ဆရာကြီးဦးတင်ညွန်ရေးသားထားတဲ့အဆောင်ပါတို့လေးကိုတင်ဆက်ပေးမှာဖြစ်ပါရစေ။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။အစဉ်အလာတွေကိုမပြင်နိုင်ပါလျင်အင်္ဂလိပ်စာတွင် The Bitter Truth ဟူ၍ရှိသည်။လက္ခဏာခက်ခဲသောနာကျင်စရာ ကောင်းသည့်အမှန်တရားဟုဆိုနိုင်ပါသည်အဖြစ်အပျက်ကအမှန်ဖြစ်သည်သို့သောထိုအမှန်တရားကိုကြားလိုက်ရသည့်အခါတွင်ဝန်내ခြင်းစိတ်ပျက်ခြင်းနာကျင်ခြင်းလက်ခံရန်ခက်ခဲခြင်းတို့ကို the bitter truth ဟု၍ပြောလေရှိသည်အင်္ဂလိပ်စကားပုံတစ်ခုလည်းရှိသည်အမှန်တရားသည်မြည်မြနာကျင်စရာကောင်းသည်ဆိုစေလက်ခံနိုင်ရန်ခက်ခဲသည်ဆိုစေအမှန်တရားသည်အမှန်တရားသာဖြစ်သည် မှန်နာကိုပြောခြင်းအားအပေကြောင့်လက်မခံနိုင်ကြသည်။အစဉ်အလာကိုစွဲကင်ထားကြသည်။ယုံကြည်မှုကိုကြောက်ချထားကြသည်။နှစ်ပေါင်းများစွာမိမိတို့စွဲကင်ထားသည့်ယုံကြည်ချက်ကိုမှားယွင်းချောင်းထောက်ပြလိုက်သည်နှင့်မိမိတို့စိတ်ပိုင်းဆိုင်ရာစွဲလန်းချက်ကိုနှောင့်ယှက်သည်ဟုယူဆကာယုံကြည်မှုကိုချင်းချောက်သလိုခံစားကြရသည်။ယုံကြည်မှုတစ်ခုကိုမေကွန်ထုတ်ဝေဖန်ခြင်းအားလုံးဝလက်မခံနိုင်ကြပေ။မိမိတို့မိယိုးဖလာယုံကြည်မှုကို ဝေဖန်ခြင်းသည်တစ္ဆာဖောက်ခြင်းကဲ့သို့ခံစားနေကြလေပညာရေးအားနည်းခြင်းမှာအဓိကဖြစ်သည်ပညာအားနည်းသောကြောင့်အစဉ်အလာကြာဘူးနာဝရှိသည်များကိုသာအမှန်ဟုယူဆကြသည်မိမိနှင့်အမြင်မတူလျင်ပြန်လည်ခြေပနိုင်စွမ်းမရှိသောကြောင့်ခံစားချက်နှင့်တုံ့ပြန်တတ်ကြသည်အစူးအဖွဲ့စိတ်တန်ကြောင့်ငါအုပ်စုကိုမထိနဲ့မိပွင့်သွားမည်ဆိုသည့်စိတ်ဓာတ်ဖြင့်မှားသည်ဖြစ်စီမှန်သည်ဖြစ်စီ ကိုအုပ်စုပြောသမျှလုံးသမျှဟာအမှန်ဟုထင်တတ်ကြသည်ငါနှင့်မတူငါရန်သူဆိုသည့်စိတ်ဓာတ်မျိုးတွေလူငယ်များထံမကူးဆက်စေရန်အရေးကြီးသည်သူသည်ဖြစ်စေမတူသည်ဖြစ်စေအလုံးတွင် ကိုပိုင်ယုံကြည်ချက်ခံယူချက်တွေရှိနိုင်သည် ထို့ကြောင့်တဦးကိုတဦးအပြန်အလှန်လေးစားရန်ဆိုသည့်စိတ်ဓာတ်တွေမွေးမြူနိုင်စေရန်ပညာရေးကလေ့ကျင့်ပေးလိုက်ရန်လိုသည်မတူညီသည့်အမြင်များကို လက်မခံတတ်ခြင်း၊ကွဲပြားမှုကို ချင်းချောင်းမှုတစ်ခုလိုမြင်ခြင်းစန့်ကျင်ဘက်အမြင်ရှိသူကိုဂျန်သူဟုသဘောထားခြင်းစသည်တို့သည်အာနာရှင်စနစ်ပေါင်းများစွာအမြင့်တွယ်နေသောလူပောင်မျိုးတွင်ထိုစိတ်သက်တွေဖြစ်ပေါ်တတ်သည်လူငယ်တွေကိုအမြင်မတူခြင်းအားဂျန်သူဟုမမြင်ပဲအသိပညာတိုးတက်ရန်အတွက်လိုအပ်သောစင်ခေါမှုတစ်ခုအနေဖြင့်မြင်တတ်စေရန်ပညာပေးဖို့လိုသည်ထိုအမြင်မျိုးရှိရန်မှာလူငယ်တွေကို critical thinking အား ငယ်စဉ်ကတည်းကလေ့ကျင့်သင်ကြားပေးရမည်။ဆရာတွေကိုယ်တိုင်ကတပည့်တွေရဲ့မိကွန်းထုံးမှုနဲ့ဝေဖန်မှုကို လက်ခံနားထောင်အားပေးသည့်လူပောင်အဖွဲ့အစည်းဖြစ်ရန်လေလိုသည်။မြန်မာပညာရေးဤအလွန်အားနည်းသော ပြန်မပြော နားထောင်စနစ်ကြီးကို ပြုပြင်ပြောင်းလဲရန်လိုသည်။ကိုကျင်းစာတရား empathy ကလည်းအရေးကြီးသည်။သူတစ်ပါးအမြင်ကိုကိုကျင်းစာစိတ်နဲ့နားထောင်ပေးတတ်စေရန် လေ့ကျင့်သင်ကြားခြင်းခံခဲ့ရလျင်အမြင်ကွဲပြားမှုများကိုလက်ခံလာနိုင်ပါလိမ့်မည် အမုံစကားတွေမတုံအပြုံးများဖြင့်ရှင်ကြီးစွာဆွေးနွေးအပြည့်ရှာသော နီးလန်းများကိုငယ်စဉ်ကတည်းကလေ့ကျင့်သင်ကြားပြီးရန်အရေးကြီးသည်နားထောင်တတ်စေရန်ဆွေးနွေးဝေဖန်တတ်စေရန်အထက်ပါနှစ်ချက်အတွက်အရေးကြီးသည်မှာစာဖတ်ရန်ဖြစ်သည်စာဖတ်ခြင်းကအသိပညာကိုတိုးပွားစေသည်ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုမြင့်တင်ပေးသည် ကိုချင်းစာတရားကိုပုံမမြင့်တင်နိုင်သည်စိတ်ပိုင်းဆိုင်ရာပြောင်းလဲပြုပြင်လွယ်သည့်စိတ်တက်များကိုဖြစ်ပေါ်စေနိုင်ပါသည် ကျွန်တော်တို့လူပောင်တွင် healthy debate ဟုခေါ်သည့်ကျမ်းမာသောဆွေးနွေးရင်းခုန်ခြင်းဓလေ့တွေကို ဖွံ့ဖြိုးအောင်ပုံမလုပ်ပေးတင်သည်ကျွန်တော်တို့လူငယ်တွေကို အစဉ်အလာတွေအစွဲတွေအယူတွေဓလေ့တွေကတဖက်ပိတ်အမြင်ကိုဖြစ်စေသည်ထို့ကြောင့်လူငယ်တွေကြားထဲတွင် healthy debate တွေကိုများများလုပ်ပေးတင်သည် အဖေကြောင့်ဟက်သည့်ဒီပေလှုပ်ရန်လိုသည်။အမှန်တရားကိုရှာဖွေရန်အပြန်အလှန်လေးစားမှုရှိရန်နားထောင်တတ်စေရန်ပွင့်လင်းစွာဆွေးနွေးတတ်စေရန်အထက်အလက်နှင့်ကြိုးကြောင်းဆင်ခြင်မှုကို အခြေခံတတ်စေရန်အသိပညာမြင့်တင်ပေးရန်အတွက်ဖြစ်သည်။ထို့သောလူငယ်တွေကိုဟက်သည့်ဒီပေလှုပ်ပေးလျင်ရှောင်တင်ရမည့်အချက်တွေကိုလည်းပြောပြထားသင့်သည်။ပုဂ္ဂိုလ်ရေတိုက်ခိုက်မှုမလုပ်ရန်စိတ်ခံစားမှုကို အလေးမပေးရန် ဆဲဆိုတိမ်မောင်းခြင်းမပြုရင်အနိုင်ယူလို့စိတ်ဖြင့်မပြောရင်နားမထောင်ပဲကိုပြောတင်တာမပြောမိရင်လို့ဖြစ်သည်ပညာရေးဖြင့်ခင်မိဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်လိုလျင်စိတ်သက်ကိုဥစွာပြင်လိုသည် စိတ်ဆိုးစိတ်ပုတ်စိတ်ယုတ်ပေဖြင့်နိုင်ငံတော်ကိုတိုးတက်အောင်တည်ဆောက်ရမရကြောင်းငင်းစင်ကလေးကတိကျစီခြင်းသည်တင်ညွန်း29ရက်5လ2025 အပင်းနာဆင်ငယ်ကြသူတူတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်အားလုံးဘေးကင်းကျန်းမာကြပါစေရှင်